။မင်္ဂလာပါရှင်။ Kitty News သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ပထမဆုံးအမေဖြစ်သူတော်ဆန်းစုကြည်ကိုလွတ်ပေးရန်စကားပြောခွင့်ပေးရန်နှင့်စေကူတာခွင့်ပေးရန်တာတူးအနေဖြင့်တောင်းဆိုနေတော်လဲစေယုစုကမြို့သူများမတုံ့ပြန်ဟုကိုထိန်လင်းပြောတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အမေဖြစ်သူဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးရန်စကားပြောခွင့်ပေးရန်နဲ့စေကူတာခွင့်ပေးရန်တားတူးနေနဲ့တောင်းဆိုနေတော်လဲစေအုပ်စုကမြို့သူများမတုံ့ပြန်ကြောင်းတားဖြစ်သူကိုထိန်လင်းခေါ် Kim Harris ကလူမှုကွန်ရက်မှာတစဉ်သတင်းထုတ်ပြန်ပြောဆိုပါရယ်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုမှုများလှုံ့ဆော်နေရတွင်နိုင်ငံရေးသမားတူးအနေဖြင့်မဟုတ်ပဲအမေတူးလွတ်မြောက်ရေးအတွက်တားတူးအနေနဲ့နေရာအနှံ့သွား၍တောင်းဆိုနေခြင်းဖြစ်ကြောင်းသူကပြောပါရယ်ဒီအချိန်မှာကျွန်တော်မေမေရဲ့ကျမ်းမာရေးအတွက်တကယ်ကိုစိုးရိမ်ပူပန်မိပါရယ် င်းစစ်တပ်ကမိမိလိုအပ်နေတဲ့ဈေးကူတာမှုတွေကိုပိတ်ပင်ညှင်းပယ်ထားပါတယ်ကျွန်တော်ရိုးရိုးရှင်းရှင်းပဲသူတို့ကိုတောင်းဆိုခဲ့ပါတယ်ကျွန်တော်မိမိနဲ့စကားပြောခွင့်ပေးပါကျွန်တော်ဟာမိမိရဲ့သားတစ်ယောက်ဖြစ်ပါတယ်သားတစ်ယောက်ရဲ့အခွင့်အရေးကိုပေးပါလူကုန်ဒိတ်ခါကိုအနှဲငယ်လေးပေးပါဆိုပြီးတောင်းဆိုခဲ့ပါတယ် ကျွန်တော်ဒီလိုတောင်းဆိုတာကိုသူတို့ဘက်ကဘာမှပြန်မပြောလာပါဘူး။ဒါကြောင့်ကျွန်တော်အခုလိုနေရာအနှံ့သွားပြီးပြောဆိုနေပါတယ်။နိုင်ငံရေးသမားတယောက်အနေနဲ့မဟုတ်ဘဲသားတယောက်အနေနဲ့ပြောရတာပါ။မြန်မာနိုင်ငံကဆေးအာဏာရှင်တွေဟာကျွန်တော်မိမိရဲ့အတန်ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်နေပါတယ်။မြန်မာပြည်သူတွေရဲ့အတန်ကိုပိတ်ပင်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့သူတို့အတွက်ပြောပြနိုင်ပါတယ်ဟုကိုထိန်လင်းကဆိုပါတယ်။ အမေဖြစ်သူတော်ဆန်းစုကြည်သည်2015ခုနှစ်ရွေးကောက်ပွဲနှင့်2020ရွေးကောက်ပွဲတို့တွင်နှစ်ကြိမ်အနိုင်ရရှိခဲ့ကြောင်းတို့ရာတွင်လက်နက်ကင်တာသူများကမြမပြည်သူများ၏မဲပီးဝေးချေထားသောရွေးကောက်ပွဲကိုခိုးယူပြီးမြမပြည်သူများ၏လွတ်လပ်မှုကိုတမျှတိုက်ခဲ့ကြကြောင်းသူကဆက်ပြောပါသည်။ မေမေဟာ2015နဲ့2020ခုနှစ်တွင်မှရွေးကောက်ပွဲနှစ်ကြိမ်အနိုင်ရရှိခဲ့ပါတယ်။အဲ့ဒါတွေဟာမြန်မာနိုင်ငံရဲ့စတင်ဖြစ်ပေါ်စားဒီမိုကရေစီရဲ့ပထမဆုံးရွေးကောက်ပွဲတွေဖြစ်ပေမဲ့တကယ်ကိုပဲစစ်မှန်တဲ့ရွေးချယ်မှုတွေဖြစ်ခဲ့ပါတယ်။ပြည်သူတွေဟာလွတ်လပ်မှုနဲ့မဲပေးခဲ့ကြတာမို့ကျွန်ုပ်မေမေကိုရွေးချယ်ခဲ့ကြပါတယ်။တနက်ကင်ထားတဲ့လူတွေကတော့တမျိုးတွေးခဲ့ကြပြီးသူတို့ရွေးကောက်ပွဲကိုခိုးယူခဲ့ကြတယ်ပြီးတော့ ပြည်သူတွေရဲ့လွတ်လပ်မှုကိုပါဓမြတိုက်ခဲ့တဲ့ဒီလိုမျိုးအဖြစ်အပျက်တွေဟာကမ္ဘာတဝန်းမှာပရိပကများစွာနဲ့ဆင်းရဲဒုက္ခများစွာနဲ့ထက်တလဲလဲဖြစ်နေပါတယ်မိမိရဲ့အကျိုးစီးပွားကိုသာကြည့်ပြီးဒီလောက်ပါတဲ့ကမ္ဘာကြီးကိုဖျက်ဆီးနေကြတဲ့စိတ်တက်ခြင်းမြောင်သူတွေဖန်တီးတဲ့အချက်တွေကိုမြန်မာပြည်သူတွေကမရဘူးလက်မခံဘူးလို့ပြောနေကြပါတယ်သူတို့ရဲ့လွတ်လပ်မှုကိုအလူခံမှာမဟုတ်ပါဘူးသူတို့ရဲ့လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေကြတဲ့မြန်မာပြည်သူတွေဟာအနိုင်မရမချင်းရက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောပြချင်ပါတယ်ဟုကိုထိန်လင်းကဆက်လက်ပြော ောဆိုပါတယ်။အကျန်းဖက်ဆေယနာရှင်ကအရက်သားများနဲ့ပြည်သူများပေါ်ပုံကျဲတက်ပြတ်မှုများကျွလွန်နေပြီးကမ္ဘာကြီးကလည်းမျက်ကွယ်ပြုနေကြောင်းမြမပြည်သူများကထာဝရကြောက်ရွံ့မှုနဲ့အသက်မရှင်ကြလို့ပဲဆေယနာရှင်ကိုဆက်လက်ခုခံတိုက်ခိုက်နေကြောင်းကိုထိန်လင်းကပြောဆိုသွားပါတယ်။တော်ဆန်းစုကျင်းတဲ့နိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေး Foreign 2000 Conference ကတောင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ချက်သမရနိုင်ငံ ပရမျိုးမှာကျင်းပတဲ့29ကြိမ်မြောက် Foreign 2000 Conference ကမြန်မာနိုင်ငံရှိခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက်တရားဝင်တောင်းဆိုချက်ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်တွင်မြန်မာနိုင်ငံရှိဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားများအားလုံးချင်းချင်းမရှိချက်ချင်းလွတ်မြောက်ရေးအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအိန္ဒိယ၊တရုတ်၊ဂျပန်၊တောင်ကိုရီးယား၊ဩစတြေးလျ American ပြည်ထောင်စုကနေဒါ၊ဗြိတိန်နဲ့ဥရောပသမဂ္ဂတို့မှနိုင်ငံရေးခေါင်းဆောင်များအနေဖြင့်၎င်းတို့၏ဩဇာအာဏာကို သုံးပြုကြရန်ကျွန်ုပ်တို့ပြည်ပြည်ဆိုင်ရာဒီမိုကရေစီပြန်လည်ထူထောင်ရေးညွန့်ပေါင်းအဖွဲ့ ICDR အဖွဲ့ဝင်များနဲ့29ချိန်မြောက် Foreign 2000 Conference တက်ရောက်သူများကတောင်းဆိုပါသည်ဟုဖော်ပြထားပါသည်။ ဒေါအောင်ဆန်းစုကြည်ကျမ်းမာရေးနဲ့ဒုမအောင်ပြုမှုဆက်ဆံပုံနဲ့ပတ်သက်ပြီးစိုးရိမ်မှုအသက်80ရွယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့မြမဒီမိုကရေစီနိလန်းအရာရွေးကောက်တင်မြောက်ခံရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်သည်2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းချိန်မှစ၍မတရားအဆက်အသွယ်ဖြင့်ချုပ်နှောင်ခံထားရပါသည် တောင်ဆန်းစုကြည်သည်နေပြည်တော်တွင်တည်တံ့တိဆောက်ထားသောအကျဉ်းထောင်တစ်ခုတွင်အလွန်တင်းကျပ်သောအခြေအနေအောင်၌ထိမ့်သိမ်းခံထားရပြီးဥပဒေဆိုင်ရာအခွင့်အရေးများအနည်းငယ်သာရရှိထားက မိသားစုနဲ့လုံးဝဆက်သွယ်ခွင့်မရှိပေဒုမအီနှလုံးရောဂါမှပိုဆိုးလာပြီးနှလုံးအထူးကုဆရာဝန်နဲ့ပြသခွင့်ပေးရန်တောင်းဆိုထားကလုံလောက်သောစိတ်ကူတာမှုတင်တင်မြတာတဲ့အာဟာရတနဲ့နေအောင်ကြည်လို့ကိုကောင်းကောင်းမရရှိပေတားဖြစ်သူကင်အရစ်ဟာနှစ်နှစ်ကျော်အတွင်းဒုမထံမှစာတစောင်သာလက်ခံရရှိခဲ့ပြီးမကြာသေးမီကအချင်းထောင်ထိခိုက်ပျက်စီးခဲ့သည့်ငလင်တန်းကြောင့်ဒုမထိခိုက်ဒဏ်ရာရရှိခဲ့မည်ကိုစိုးရိမ်နေသည်ဟုဆိုပါရယ် ထို့ပြင်ဒေါ်ဆန်းစုကြည်အားအကန့်အသတ်မရှိစေကူသားမှုခံယူခွင့်တားဖြစ်သူလာရောက်တွေးဆောင်ခွင့်နဲ့နောက်ဆုံးချင်းချက်မရှိလွတ်ပေးရန်လည်းတောင်းဆိုထားပါတယ်။ဒေါ်ဆန်းစုကြည်အတိတ်ဒုက္ခသည် ိုင်ငံသူနိုင်ငံသားများ၏ဆင်းရဲဒုက္ခများကိုထင်ဟပြသနေပါသည်။2021အာနာသိမ်းမှုမှစ၍မြန်မာနိုင်ငံသည်၎င်း၏စစ်တပ်ကိုယ်တိုင်ပြည်သူလူထုပေါ်ဆင်နွှဲသောအကြမ်းဖက်စစ်ပွဲတွေကြားရောက်နေခဲ့သည်ဟုဆိုပါသည်။အရက်သားများ၏နေအိမ်များ၊ကျောင်းများနှင့်ရွာများပုံကျဲတိုက်ခိုက်ခံနေရပါသည်။ဖြစ်ရက်တစ်ခုတွင်ကျောင်းတစ်ကျောင်းအားလေယာဉ်များဖြင့်ဘုံအကြီးစားများကျဲချခဲ့ပြီးအိပ်ပျော်နေသောကလေးများသေဆုံးခဲ့ပါသည်။ထို့သောရင်းဆက်ကြမ်းကြုတ်မှုများသည်တစ်ကြိမ်တစ်ခါသာဖြစ်ပွားခြင်းမဟုတ်ဘဲလူထောင်ပေါင်းများစွာသေ ဆုံးခြင်းတန်ရာရခြင်းနေရဆုံးခွာရခြင်းတို့ကိုဖြစ်ပေါ်စေသောတမင်တသက်အကျန်းဖက်လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟုထုတ်ပြန်ချက်ကဆိုပါသည်စစ်ကောမရှင်သည်အကျန်းဖက်မှုကိုတိုက်ဖြတ်နေသည်ဟုဆိုတော်လဲအမှန်တကယ်တွင်ရက်သားများပေါ်စစ်ပွဲဆင်နွှဲနေခြင်းဖြစ်ပါသည်၄ချောင်းတိုက်ခိုက်မှုများ လက်တန်းတက်ဖြတ်မှုများစနစ်တကျညှဉ်းပန်းနှိပ်စက်မှုများနိုင်ပိုင်းဆိုင်ရာကျန်းဖက်မှုများနဲ့ရက်ရွာတစ်ခုလုံးကိုဖျက်ဆီးမှုများသည်ပုံမှန်ဖြစ်လာခဲ့ပါသည်စစ်ကောင်မရှင်သည်တဘာဝဘေးရန်ရဲများအပြီးမှာပင်လူသားချင်းစာနာထောက်ထားမှုကူညီများကိုပိတ်ပင်ထားသဖြင့်စာလောင်မသိမ့်မှုနှင့်ဆင်းရဲဒုက္ခများကိုပုံမှုဆုံးရစေပြီးလူသားမောင်းများစွာသည်၎င်းတို့၏နေအိမ်များမှထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း Foreign 2000ညီလာခံ၏ထုတ်ပြန်ချက်တွင်ရေးသားထားပါသည် ထုံရများသည့်ကမ္ဘာနိုင်ငံများမြင့်တွင်နေရသည့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝတ်မှုများဖြစ်ပြီးပြစ်ဒဏ်မှကင်းလွနေပါသည်မြန်မာနိုင်ငံသည်ဒီမိုကရေစီနှင့်လူခွင့်ရေးများကမ္ဘာတဝန်တိုက်ခိုက်ခံရမှုအခြေအနေကိုပြသနေသည့်နမူနာပုံစံဖြစ်ပြီးအင်အားကြီးနိုင်ငံများ၏နှုတ်ဆက်မှုသို့မဟုတ်အလျှော့ပေးမှုတို့ကြောင့်ကန့်စိုးမှုမှောင်ကျမှုမှာပိုဆုံးလာသည်ဟုဆိုပါသည် စစ်ကော်မရှင်၏တရားမဝင်မှုမြန်မာပြည်သူလူထုသည်2020ထွေထွေရွေးကောက်ပွဲတွင်ဒေါအောင်ဆန်းစုကြည် NLD ပါတီအားအပြတ်သက်ထောက်ခံခဲ့ပါသည်စစ်တပ်သည် လွှတ်တော်ကျင်းပမှုကိုတားဆီးရန်အာဏာသိမ်းခဲ့ပြီး၎င်း၏အုပ်ချုပ်မှုကိုခိုင်မာစေမည်အထူးရောင်ရွေးကောက်ပွဲများကိုကျင်းပမည်ဟုကြေညာခြင်းဖြင့်တရားမဝင်မှုကိုဖုံးကွယ်ရန်စူးစမ်းနေပါသည်စစ်ဘုချုပ်များသည်ပြည်သူအများ၏ထောက်ခံမှုကိုပေးသောအခါမှမရရှိခဲ့ပြီး၎င်းတို့အုပ်ချုပ်မှုသည်တရားဝင်ခြင်းမရှိပေမြန်မာပြည်သူလူထုသည်ကြီးမားသောအကျိုးဆက်များကိုရင်ဆိုင်ရင်းဆက်လက်တိုက်ပွဲဝင်နေကနိုင်ငံရေးအကျဉ်းသား2900ကျော်ရှိပြီးတိစုံသူတပေါင်းနေပါနေရွှန့်ခွာသူ လေသိန်းကျော်အရေးပေါ်အကူအညီလိုအပ်သူတန်း20ခန်းရှိပါတယ်။ဒေါံဆန်းစုကြည်သည်1989ခုနှစ်မှစ၍ယခုအချိန်ထိဆိုလျင်စုစုပေါင်း16နှစ်ကြာထိမ့်သိမ်းခံထားရပါတယ်။ဒီမှာသည်မြန်မာဒီမိုကရေစီရုံးကဲမှု၏သင်္ကေတတစ်ခုသာမကဖိုရမ်2000တည်ထောင်သူချက်သမရာဟောင်းပါစလဟာဘေရဲ့ရင်းနှီးသောမိတ်ဆွေတို့ဖြစ်သလိုနိုင်ငံတကာအကြံပေးဘုတ်ဖွဲ့ရဲ့အဖွဲ့ဝင်တို့လည်းဖြစ်ပါတယ်ဒီမိုကရေစီအတွက်သူမ၏တသက်တာဂရိကဝတ်ပြုမှုဟာ ယခုစုဝေးပွဲရဲ့အခြေခံမှုများနဲ့ထပ်တူကြပါရယ်။ဒါဖြစ်သူ Kim Harris ဟာဒေါအောင်ဆန်းစုကြည်ကလွတ်ပေးရင်းနဲ့မြန်မာနိုင်ငံတွင်ဒီမိုကရေစီပြန်လည်အသက်သွင်းရေးအတွက်အရေးတကြီးတောင်းဆိုခဲ့ပါရယ်။ Kim ရဲ့တောင်းဆိုချက်ဟာလင်းလူရှုရေးမဖြစ်နိုင်သောတန်ပေါင်းများစွာသောပြည်သူများ၏တောင်းဆိုချက်ပင်ဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားပါရယ်။ကျွန်ုပ်တို့၏တောင်းဆိုချက်အာဆီယံအိန္ဒိယတရုတ်ဂျပန်တောင်ကိုရီးယားအော်စတြေးလျအမေရိကန်ပြည်ထောင်စုကနေဒါပြည်ထိုင်နှင့်ဥရောပသမဂ္ဂတို့အနေဖြင့် ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးချက်ချင်းလွတ်ပေးရေးစစ်ကောမရှင်ကိုဖိအားပေးရန်မလွတ်ပေးမီတွင်သူမအကန့်အသတ်မရှိ စေကူသားမှုခံယူခွင့်နဲ့တားဖြစ်သူကင်အရစ်နဲ့တွေ့ခွင့်ပေးရန်စစ်ကောမရှင်၏အထူးရောက်ရွေးကောက်ပွဲများကိုအတိမတ်မပြုဘဲ၎င်းတို့၏ရက်ဆက်ကြမ်းကြုတ်သောအကြမ်းဖက်လှုပ်ရှားမှုကိုဆုံးသက်ရင်းနဲ့မြန်မာပြည်သူလူထု၏ဒီမိုကရေစီရရှိရေးဆန္ဒကိုလေးစားရေးစစ်ကောမရှင်ကိုနိုင်ငံတကာအတိုင်းအဝန်မှာစုပေါင်းဖိအားပေးမှုမြင့်တင်ရန်ကျွန်ုပ်တို့တောင်းဆိုပါသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြ ြထားပါတယ်။မြန်မာပြည်သူလူထုသည်ဒီမိုကရေစီကိုအခုခံကာကွယ်ရန်နှင့်ဖက်ဒရယ်စနစ်ရရှိရန်အရာအလုံးကိုစွန့်စားလှုံ့ဆော်နေကြပါတယ်။၎င်းတို့သည်နိုင်စင်ရက်ဆက်ကြမ်းကြုတ်မှုများလူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝတ်မှုများနှင့်အတိုင်းအတာကြီးမားသောလူသားချင်းစာနာထောက်ထားမှုအကျက်တဲများကိုရင်ဆိုင်နေရသည်ဟုဆိုပါတယ်။ မြန်မာနိုင်ငံ၏အိမ်နီးချင်းများအာရှနှင့်ဒီမိုကရေစီကမ္ဘာဒီမိုကရေစီနိုင်ငံများနှင့်နိုင်ငံတကာအတိုင်းအဝိုင်းသည်ဆက်ပြီးလှလှရှုနေ၍မဖြစ်ပေဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံ၏အချင်းသားများအားလုံးကိုချက်ချင်းလွတ်ပေးရမည်ဖြစ်ကြောင်းနှင့်မြန်မာပြည်သူလူထု၏ဒီမိုကရေစီရရှိရေးဆန္ဒနှင့်ဆန္ဒကိုလေးစားရမည်ဖြစ်ကြောင်း Foreign 2000 Conference တောင်းဆိုချက်မှဖော်ပြထားကြောင်းသိရှိရပါသည်